ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူဂရက်တာတန်ဘတ်အပါဝင်အထင်ကရလူတချို့လိုက်ပါလာတဲ့ခါဇာထောက်ပံ့ရေးတင်မော့ကိုအစ္စရေးကကြားဖြတ်တားဆီးပြီးလိုက်ပါလာသူတွေကိုထိမ့်သိမ်းခေါ်ဆောင်သွားပါတယ်။အစ္စရေးစစ်တပ်ကဖမ်းဆီးလိုက်တဲ့မက်လီယန်တင်မော့ပေါ်မှာဂရက်တာတန်ဘတ်အပြင်ဂိန်းနော့ဒရုံတရုတ်ဆောင်အယာလန်မင်သားလီယန်ကန်နီဟမ်နဲ့ဥရောပပါလီမန်အဖွဲ့ဝင်ပြည်သိနိုင်ငံသားရီမာဟက်ဆန်တို့လိုက်ပါလာခဲ့ပါတယ်။ တင်မောကအစ္စရေးကန်ဆက်ကိုဘေးကင်းကင်းနဲ့ရောက်လာပါတယ်။ပါလာတဲ့သူတွေကတော့သူတို့ရဲ့မိခင်နိုင်ငံတွေစီပြန်ကြရမှာပါလို့အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကဇွန်9ရက်မနေ့အစောပိုင်းမှာအိတ်လိုမိုကွန်ရက်မှာကြေညာခဲ့ပါတယ်။လိုက်ပါလာသူတွေလိမ္မော်ရောင်တက်ကဲအင်ကြီးတွေဝေပြေးဘေးကျင်းရှင်ထိုင်နေပုံအစ္စရေးစစ်သားတို့က၎င်းတို့ကိုရေနဲ့ပေါမုတ်တွေကမ်းပြီးနေပုံကိုမြင်ရတဲ့ဗီဒီယိုကိုလည်းအစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ တင်မောနဲ့အဆက်အသွယ်ပြတ်သွားပြီးတဲ့နောက် FFC အဖွဲ့ကဂရတာတန်ဘတ်တို့အဖွဲ့ဂျိုတင်ရဲ့ကူးထားတဲ့ဗီဒီယိုကိုချပြခဲ့ပါတယ်။တကယ်လို့ဒီဗီဒီယိုကိုသင်တို့တွေ့ရပြီဆိုရင်နိုင်ငံတကာရေးပြမှာငါတို့အဖွဲ့ကိုအစ္စရေးတပ်တွေကဒါမှမဟုတ်အစ္စရေးကိုထောက်ခံတဲ့အဖွဲ့တွေကတားပြီးပြန်ပေးဆွဲလိုက်ပြီလို့ဂရတာတန်ဘတ်ကဗီဒီယိုထဲမှာဆိုထားပါတယ်။ဒီတင်မောကိုကြော်ကြားသူတွေလိုက်ပါလာတဲ့ဆယ်ဖီတင်မောလို့အစ္စရေးကသုံးနှုန်းပြောဆိုပြီးဂါဇာကိုဒီတင်မောရောက်မလာအောင်တားမယ်လို့အကြိမ်ကြိမ်ပြောခဲ့ပြီးသားဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့ကမီဒီယာအယုံဆိုင်အောင်ကြိုးပမ်းခဲ့ပြီးတခရီးသောရည်ရွယ်ချက်ကနမည်ကြီးဖို့ဖြစ်ပါတယ်။ဂါဇာကိုထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့နည်းလမ်းများစွာရှိတယ်လို့လည်းအစ္စရေးနိုင်ငံသားဝင်ကြီးဌာနကပြောပါရယ်။အရန်အနေနဲ့များတဲ့ခီးဆိုတာသိပါရယ်။အခုလိုပဲအရင်သွားခဲ့တဲ့ခီးတွေတုန်းကလည်းတိုက်ခိုက်မှုတွေကြုံရတာလူသေးတာမျိုးတွေအထိရှိရလို့သိထားတယ်လို့အသံဘက်က CNN ကိုစွန်ခဏရက်ကပြောပါရယ်။ အသက်22နှစ်အရွယ်ဆွေရီနိုင်ငံသူဂရက်တာတန်ဘတ်ဟာရာသီဥတုဖောက်ပြန်ပြောင်းလဲနေမှုကိုအမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ဖို့ကမ္ဘာကောင်းဆောင်တွေကိုတိုက်တွန်းခဲ့သူအသက်55နှစ်အရွယ်မှာကြောင်းပြေးပြီးရာသီဥတုအရေးအတွက်ဆွေရင်ပါလီမန်ရှေ့ဆန္ဒပြခဲ့သူငယ်ရွယ်ပေမဲ့လည်းဥဆောင်နိုင်ပြီးထေရိုးပြောဆိုတတ်မှုတွေကြောင့်ကမ္ဘာကတည်သူတအူးဖြစ်ပါတယ်။